စ်စွာသောမိဘပြည်သူပေါင်းစိတ်အီချမ်းသာခြင်းကိုအီချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့စိတ်သည်စပီကာနေပြီးတော့ဥစွာပထမနှုတ်ခွန်းဆက်တာကာရောပြုလိုက်ရပါလိမ့်ခင်ဗျာတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့စိတ်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီခင်ဗျာအခုဆိုရင်ကျွန်တော်တို့ရဲ့ရဲဘော်ရီယာအတက်ကိုပဓာနာမထားပဲမြန်မာနိုင်ငံတွင်းမှာရှိကြတဲ့တိုင်းသားညီကိုမောင်နှမနဲ့ပြည်သူလူထုကြီးစစ်မှန်တဲ့ဖယ်ရယ်ဒီမိုကရေစီရရှိဖို့အတွက် ငင်းငင်းစွာတောလာနေထိုင်ရေးရောင်းဝယ်ဖောက်ကားရေးအစသာအရာရာပေါ့ဗျာစစ်ကြုံဘွားလွတ်အောင်စစ်ပနတ်အောက်ကနေပြီးတော့လွတ်အောင်လို့ဆိုပြီးတော့လူငယ်လေးတွေဟာဘဝတွေကိုစရိအသက်တွေကိုပေးပြီးတော့တိုက်ပွဲဝင်နေကြတာမိဘပြည်သူတွေအခုလောက်ဆိုရင်သဘောပေါက်တော့ပါပြီလို့ပဲကျွန်တော်ဒီနေရာနေပြောချင်ပါတယ်ခင်ဗျာဘာဖြစ်လို့ကျွန်တော်သဘောပေါက်တော့ပါပြီလို့ကျွန်တော်ပြောချင်လဲဆိုတော့တချို့သောပြည်သူတွေဟာအခုတည်း အရခံပြီးတော့ဖင်ပိတ်ညင်းဘောဆက်မှပြီးတော့သူတို့ဒီဘဘကြီးရမှာကောင်းပါလေဆိုပြီးတော့သူတို့ပြောနေကြတဲ့လူတွေပြီးတော့ဘောမရက်ွက်တက်တိုက်ကလူတွေများများမရှိပါနဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီပင်းရင်မှာစစ်ကောင်စီမိစ္ဆာတက်တွေကနေပြီးတော့လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားလို့ ကျောင်းသားပြည်သူဆရာမလေးတွေအသက်ဆုံးရှုံးခဲ့ရတယ်တေပွဲဝင်ခဲ့ရတယ်အဲ့ဓာ၄ကိုသူတို့ကနေပြီးဖင်ပိတ်သူတို့ကညင်းနေပါတယ်ဘလို့ညင်းလဲဆိုတော့ဟိုတနေ့ရဆိုရင်ဒါနောက်ထပ်เนาะတယောက်ပါထတ်တိုးလာသေးတယ်เนาะကျော်မျိုးမင်းထတ်တိုးလာပါပြီဘာတွေထတ်တိုးလာလဲဆိုတော့သူတေချာကြီးလိုက်တယ်တဲ့လင်ရင်နဲ့ဘုံကျဲတိုက်ခိုက်တယ်ဆိုရင်တဲ့ဘေးနာနေရန်တွေပါလိပွတ်ပွတ်ထွက်သွားမှာပေါ့တဲ့အခုဆိုခေါင်မိုးကြီးတစ်ခုပဲ ပေါက်သွားတယ်ပေါက်သွားတဲ့ဥစ္စာတော့မခေါင်းမိုးမှာတိတိလေးပေါ့နော်ကြံတဲ့နေရာတွေကကြီးရာတွေပဲရှိတယ်ဒါကိုကြည့်ချင်းအားဖြည့်တဲ့ဒီဥစ္စာကစစ်ကောင်စီကနေပြီးတော့လေရင်နဲ့ဘုံကျက်တိုက်ခိုက်တာမဖြစ်နိုင်ပါဘူးလေကဲဘယ်လိုပြောရမလဲစင်ကောင်ကြီးကိုတွေးနေပါတယ်ဆိုမှစင်ချီယာကိုရှာဖို့လိုသေးလားဗျာကျောင်းသားကလေးတငယ်တွေကအဲ့ဒီမှာစာတင်နေပါတယ်ပြီးတော့လဲ ွေးအိမ်ထဲမှာလဲပြီးတော့တည်နေတဲ့ចောင်းသားလေးတွေလည်းအများကြီးရှိပါတယ်ဒီနေရာကလည်းပြည်ရဲ့ရဲဘော်တွေနဲ့တော်လန်ရေးတက်ဖွဲ့ဝင်တွေစိုးမိုးထားတဲ့နေရာဟုတ်ပြီဒီချင်းကစာတင်ရမယ့်အချိန်မဟုတ်ဘူးဆိုရင်လေကျွန်တော်တို့ကလေးသူငယ်တွေစာတက်မြောက်ရေးအတွက်ကျွန်တော်တို့တည်ငင်တဲ့အချိန်ကျွန်တော်တို့တည်မှာပေါ့ ြည်ွယ်မျက်ွယ်လင်းရင်တန်ကင်းတဲ့အချိန်ကျွန်တော်တို့ကနေကျွန်တော်တို့တည်မယ်လေကျင်းတည်တာတခုကတော့စစ်ကောင်စီကနေပြီးတော့ပေးအပ်တဲ့စစ်ကောင်စီကနေပြီးတော့တင်ပေးတဲ့ကျွန်စနစ်ကျွန်ပညာကိုကျွန်တော်တို့မတင်ရင်လို့ကျွန်တော်တို့ဘက်ကခလေးသူငယ်တွေအားလုံးစာတက်မြောက်ရေးအတွက်စီရီယံကျောင်းဆရာဆရာမတွေကနေပြီးတော့တင်ပေးတာအဲ့ဒါအပြစ်လားဟုတ်ပါပြီ ခုနကျွန်တော်ပြောသလိုပေါ့သူတို့တတ်တာမဟုတ်ပါဘူးသူတို့တတ်တာမဟုတ်ပါဘူးဆိုတော့ဘာလဲဗျာစင်ကောင်ကြီးကိုတွေ့နေမှစင်ချီယာကိုရှာဖို့လိုသလားဆိုတဲ့စကားပုံအတိုင်းပဲကျွန်တော်တို့ဘက်ကခလေးတွေဘာအပြစ်ရှိလို့ရဲ့ရဲ့ဆက်ဆက်တတ်တာလဲဟုတ်ပြီနောက်တစ်ခုကျွန်တော်ထပ်ပြောလိုက်ပါဦးမယ်ဖះเจ้าကံဇေဒီပထိုးတွေနဲ့တန်ဃာတော်တွေ တရင်သုံးနေထိုင်တဲ့ကြောင်းနေကိုရပစ်တာတန်ဃာတော်တွေမှာအပြစ်ရှိလို့လားဘာတွေများလုပ်ခဲ့လို့လဲအဲသူတို့တွေကတော့ပြောမှာပေါ့ဘောမှဘုံကြီးတစ်ပါးကနေပြီးတော့ပြောပါတယ်သူတို့ရဲ့ဘုံကြီးเจ้าမှာတဲ့ PD ရဲ့ရဲဘော်တွေကနေပြီးတော့သူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲစွန့်စံစိန်လောင်းတာတဲ့စံနေအော်ပြီးတော့ဒီဘက်ကခေါက်ဆွဲเจ้าတို့အမျိုးမျိုးပေါ့နော် လူဝယ်ပစ္စည်းတွေအကုန်လုံးကိုတဲ့အနိုင်ကျင့်ပြီးတော့ចောင်းကြီးကိုအပိုင်သိမ်းထားတဲ့အတွေ့ဒီစကားစစစ်ဘလူးမိစ္ဆာတွေကနေပြီးတော့လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာဟုတ်ပြီလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာခုခုနသူတို့ပြောသလိုမျိုးပဲဒီနေရာမှာအဲ PDF ရဲဘော်တွေနဲ့လွတ်လိုက်တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေအဲရဲဘော်တွေပဲနေတယ်ဆိုရင် တကယ်တကယ်တနက်မှန်ပြီးတော့ဘုံမှန်ပြီးတော့တည်သွားတဲ့ပြန်လုံလုံမူသွားတဲ့ဘုံကြီးတွေကဘာလဲ PDF တွေကဘုံကြီးရောင်စောင့်ထားတာလား PDF တွေကဂိုင်းတဲ့မခံဘူးနော်တော်လန်ရေးတပ်ဖွဲ့တွေကဂိုင်းတဲ့မခံဘူးငါတို့လုံရင်လုံတယ်ငါတို့မလုံရင်မလုံဘူးဆိုတာသတင်းကိုချက်ချင်းထုတ်ပြန်နေဟုတ်ပြီအဲ့ဒါဒီအသာထားလိုက်ဇေဒီပထုံးဖျားเจ้าကနေကြတော့ဘုံနေကျဲတာ ဘာကြောင့်ကျဲတာလဲဇေဒီဆိုတာလဲရုတ်ထုဖျားဆိုတာလဲရုတ်ထုအဲ့ဓာ၄ကိုဘာလို့ဘုံကျဲတာလဲဇေဒီတွေဖျားတွေကပီဒီအက်တွေလားဇေဒီတွေဖျားတွေကတော်နိုင်ရေးတက်ဖွဲ့ဝင်တွေလားခင်ဗျားတို့အုံနောက်ရှင်ခင်ဗျားတို့စဉ်းစားလို့ရတယ်နော်စင်ကန်းတော်တူ ဗျမ်းမနာစကားတွေကိုမပြောကြပါနဲ့လို့ဒီနေအားနေပြီးတော့ခမားတို့ပြောကျင်တယ်ဗျာဘာဖြစ်လို့ဆိုခမားတို့ပြောတဲ့စကားတွေကပေါင်းမဝင်ဘူးပေါင်းဝင်အောင်လေးပြောကြပါခလေးတွေတည်ကြည်ပျက်စီးလို့ចောင်းသားလေးတွေတည်ကြည်ပျက်စီးလို့ငိုနေတဲ့မိဘတွေကရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးနော်ခမားတို့လိုမျိုးစောင်းလေးတထဲစစ်ကိုမုန်းလို့တိုက်ခဲ့သည်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတွေလိုအကယ်ဒမီရအောင်ငိုကြွေးပြနေတာမဟုတ်ဘူး သူတို့ရဲ့သားသမီးသူတို့ရဲ့ရင်သွေးလေးတွေဘုံစာမှန်ပြီးတော့တေကြီးပျက်စီးွားလို့ငိုနေတာဟုတ်ပြီဒီနေရာမှာ PDF ရဲဘော်တွေကတက်တယ်ဆိုရင် PDF ရဲဘော်တွေကိုအကုန်ပြောမှာပေါ့အေးအကုန်မပြောရဲတာတော့မှအဲ့ဒီတေွားတဲ့မိဘတွေကနေပြီးတော့ရွှေမျိုးတွေကနေပြီးတော့တနေရာမှာရောက်နေတဲ့ရွှေမျိုးတွေကနေပြီးတော့ဟာဒါကဒါစစ်ကောင်စီကလာပစ်တာမဟုတ်ဘူး ကျွန်တော်တို့သိတယ်အဲကျွန်တော်ရဲ့တူလေးဒါမှမဟုတ်ကျွန်တော်ရဲ့သားလေးတေဝါတာကျွန်တော်တို့တနေရာမှာကျွန်တော်နေနေတာတေဝါနေတယ်မှာပါတယ်တကယ်ဒီကဒါ PDF တွေလောက်တာပြောမှာပေါ့ဘာလို့မပြောလဲခမရတို့ဖင်ပိတ်ပြီးတော့ခမရတို့မငင်းကြပါနဲ့ဒါငင်းတယ်ဆိုတာလေခမရတို့ကငင်းပေးနေတာဘူချုပ်ယူကြီးကိုခမရတို့ကငင်းပေးနေတာ ညင်းပေးနေတာတော့ခမားတို့ဘက်ကကြည့်ရင်တော့မှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့ခမားတို့ရဲ့မတိစိတ်ကဘိုးချုပ်ယူယူအပြစ်မကြည့်အပြစ်မကြီးကြီးအောင်ပြီးတော့နောက်တစ်ခုကြိုးစင်ကိုနောက်ထပ်ကြိုးတခွင်ထပ်မဆွတ်ဆွတ်အောင်ခမားတို့ကဖားတာကလွန်သွားပြီဖားတာလွန်သွားအဲ့ဒါကိုလေဟိုဘိုးချုပ်ယူရလေအာငါဘက်ကနေကာဝယ်ပေးနေတယ်ဆိုပြီးတော့မထင်နဲ့သူတို့ပြောတဲ့စကားတွေအကုန်လုံးက နိုင်ငံတကာမှာရှိကြတဲ့လူတွေရောပြည်သူတွေအကုန်လုံးအောင်ပြောင်းပြန်ပြန်ကောက်တာပြောင်းပြန်ပြန်ကောက်တာခမရတို့ကျွန်တော်ပြောပြရဟုတ်ပြီခမောက်ထားလိုက်တော့ဒီចောင်းကန်တွေခမရတို့မပြစ်ဘူးခလေးတွေမတတ်ဘူးဖုံးရင်းចောင်းတွေကိုခမရတို့ပြစ်တာ PDF ရဲဘော်တွေနဲ့တော်လိုင်းတက်ဖို့ဝင်နေရှိလို့ပြစ်တာဟုတ်ပြီထားလိုက်တော့အဲ့နှစ်ခုကိုကျုပ်လက်တင်ခံတယ်လက်တင်ခံပေးလိုက်မယ်လက်တင်ခံတာမဟုတ်လက်တင်ခံပေးလိုက်မယ်ခမရတို့ဈေးဒီပထိုးတွေနဲ့ ဖះဆင်းလူတော်တွေမိရှို့ဖြက်စီဘုံနေကျဲတာဟောအဲ့ဒီဇေဒီပထိုးတွေနဲ့ဖះဆင်းလူတော်တွေဟာ PDF ရဲ့ရဲဘော်တွေနဲ့တော်လန်ရေးတက်ဖွဲ့ဝင်နေလားလို့ကျွန်တော်ဒုတိယကြိမ်ထပ်မေးခြင်းနဲ့ဗျာဓာတ်ပုံတွေနဲ့ဗီဒီယိုဖိုင်တွေနဲ့တက်တေတက်ကာရရှိတယ်နော်ဖះရေမြင်တော်ဘော်ကြီးမှာခမားတို့ထုလိုက်တဲ့ဒုံးကြီးဆိုင်ကြီးကစိုက်နေတာရေမြင်တော်ဘော်ကြီးမှာဟမ်ခမားတို့ပြစ်လိုက်တဲ့ဥစ္စာက ကြည်စံဒီမှာဒစိတ်တွေပါတယ်နော်ဒစိတ်တွေပါတယ်ခမတို့လိန်လို့မရဘူးခမတို့အရင်တော့88ခါအချိုးတွေ27မှာလာမချိုးနဲ့ဆိုတဲ့ခလေးတွေအော်တာအဲ့ဒါကိုအော်တာဟုတ်ပါပြီထားလိုက်ပါတော့အကျံပတ်စစ်ကောင်စီတဲ့လေတဲ့အတွင်းနဲ့လုံကြုံရေးအရာလေတဲ့အရာရှိများနဲ့စစ်တီများအားလုံးကို Facebook တစ်တော့အပါဝင်လူမှုကွန်ရက်အသုံးပြုခွင့်များကိုကန့်တန့်လိုက်ပါသည်တဲ့ဗျာကဲဘာလို့ကျွန်တော်တို့လုပ်ကြမလဲအခု Facebook နဲ့တစ်တော့တွေမှာစစ်ကောင်စီဘက်ကတက်သားတွေရဲဘော်တွေဘုံမှုတွေအကုန်လုံးကို Facebook တွေမကြည့်ရတော့ဘူး TikTok တွေမကစားဘူး TikTok တွေဘာမှမကြည့်ရတော့ဘူးလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကြောက်နေတာကိုသူတို့ကြောက်နေတာ သူတို့မဟုတ်တာလှုပ်ထားတာတွေအကုန်လုံးလူမှုကွန်ရက်ပေါ်အကုန်လုံးပေါ်တယ်လေဥပမာခုနကလေးတွေတက်ဖြတ်တဲ့ဥစ္စာနိုင်ငံတကာကအနည်းဆက်ဆုံးထိုင်းနိုင်ငံလိုနေရာမျိုးမဟုတ်ဘဲနဲ့သူတို့မပြောဘူးသူတို့တရင်ဌာနတွေမှာပါပြီးွားပြီးကိုရီးယားတရင်ဌာနမှာပါပြီးွားပြီးဂျပန်တရင်ဌာနမှာပါပြီးွားပြီးတော်တော်များများနိုင်ငံတကာတရင်ဌာနတွေမှာပါပြီးသွားပြီးမဟုတ်ဘဲနဲ့သူတို့ကပြောမလားဓာတ်ပုံနဲ့အတိအကျသူတို့ပြောမှာပေါ့ အခုလည်းကြည့်အကျန်းဖက်စစ်ကောင်စီကလှုပ်ရက်တွေအားလုံးဘူးပေါ်တို့ပေါ်မှာဆိုးလို့ပေါ်လဲပေါ်နေပါပြည်သူတွေလည်းတိလဲတိနေပါသူတို့တက်တွင်းတပုံထမှာဆိုးလို့တနက်ပြောင်းကသူတို့ဘက်ကိုရှေ့အောင်မချိန်မဲ့သူတို့ဘက်ကိုပြန်ချိန်မှာဆိုလို့ Facebook နဲ့ TikTok လူမှုကွန်ရက်အသုံးပြုတာတွေကိုကန့်တတ်လိုက်ပြီလေဗျာ။နာလဘိန်တုံးတွေကတော့အာမှန်တယ်ဘာညာနဲ့ပြောနေတာဖင်ဖိတ်ညင်းတဲ့လူတွေကတော့ ဒီဥစ္စာကိုဟာသူတို့ဘာမှကြီးလောက်တာမှန်နေအဲသူတို့တော့ထင်တယ်ခမတို့ဆက်ထင်ခမတို့အဝေးစီးရောက်တဲ့စီဆက်ပြီးတော့ထင်ကြပါဆက်ပြီးတော့ထင်ကြပါတကယ်တကယ်ပြောရရင်အဲ့ဒီဘိုးချုပ်ယူကြီးသူတို့မိသားစုကောင်းစားရေးအတွက်ခမားတို့တွေကပြောရရင်ချက်နဲ့ပြောရရင်တော့ခမားတို့တွေကပွန်းလေးတွေပါတကယ်တကယ်ခမားတို့ကပွန်းစင်တော့မရှိပါဘူးဗျာပွန်းစင်တော့မရှိပါဘူး ကောက်ရိုးပုံစောင့်ပြီးတော့အယိုးရင်ကြိုက်နေရတဲ့အဆင်ပဲရှိပါတယ်။ဒါအယိုးရင်ကြိုက်တယ်ဆိုတာကတော့ဘိုလ်ကြီးတွေဘိုလ်ချုပ်တွေကိုပြောတာနော်။အောက်ကငယ်သားတွေကဘာတခုမှမရဘူး။အခုဆိုရင်တက်လာပြီ။ကျမကလည်းညတော်ကကျွန်တော်ကြည့်လိုက်ရတယ်။ကျမကလည်းစစ်တပ်ထဲမှာ15နှစ်လောက်ကျမလုပ်ခဲ့တယ်တဲ့။ကျမယောက်ျားတာဝန်ထမ်းဆောင်လို့ကျမစစ်တပ်ထဲမှာနေခဲ့ရတယ်။ကျမတို့ဘာအကျိုးခံစား권မှမရခဲ့ပါဘူးတဲ့။အခုနောက်ပိုင်း အာနာစသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျမတို့ဘာအကျိုးခံစားခွင့်မှမရှိပါဘူးတဲ့ကျမယောက်ျားတေတာတော်မှာတဲ့တင်မန်းမသိဘူးတဲ့ကျမ6လကျော်မှကျမတိခဲ့ရတယ်တဲ့ကျမတိခဲ့ရတာလေသူတို့ကပြောတာမဟုတ်ဘူးတဲ့ line ပေါ်မှာတက်လာတာတဲ့ကျမယောက်ျားအိတ်ထဲကဓာတ်ပုံလေးကိုထုတ်လိုက်မှအဲ့ဒီကလူရောဒီရဲဘော်တဲ့နဲ့တေသွားတဲ့အိတ်ထဲရောက်သွားတယ်ထုတ်တော့အဲ့တော့မှကျမတို့မိသားစုရိုက်ထားတဲ့ဓာတ်ပုံလေးဖြစ်နေတယ်တဲ့ဘလို့ရှင်တော်မှုကောင်းလဲဟမ် ကိုယောက်ျားတေတာတော့မှတင်မှန်းမသိဘူးဖြစ်နေတယ်ဟုတ်ပြီဘာပဲပြောပြောကျွန်တော်တို့ဘုံမစကပုံမှာရှိပါတယ်ဒူးနေရဒူးတော်နေရတော့ခွေးလောက်ကိုမြင်းဝင်မရှုံးနဲ့ဝင်းရင်တုံးနဲ့ရိုက်ခံမယ်အဲ့လိုစကပုံတွေအများကြီးရှိပါတယ်အခုအမေရိကန်ကားတဲ့တင်တွင်းကုံနော်အခွန်တိုးကောက်မှုမဖြစ်တင်ပဲတဲ့ဥရောပနဲ့ဗြိတိန်တို့ကားတဲ့ယူကရိန်းကိုတဲ့ထောက်ပံ့ခြင်းဖြင့် ရုရှားကိုစစ်ပန်းအောင် လုပ်နေပြီဟုနော်အကြမ်းဖက်မင်းအောင်လိုင်ကနေပြီးတော့ဝေဖန်ပြောကြားလိုက်တယ်တဲ့နော်ပြည်တွင်းနော်အတွင်းမှာတဲ့စစ်ရှုံးနေတော်လဲတဲ့ကမ္ဘာအရေးကိစ္စများတွင်လဲတဲ့သူကပေါဝင်ပြီးတော့သူကနေပြောကြားနေပါတယ်ဟုတ်ပါပြီဗျာဘုချုပ်ယူကြီးရေကျွန်တော်ဒီနေရာနေကျွန်တော်ပြောပြပါောင်းမယ်ခမည်းကရုရှားဘက်ကရက်တည်ပြီးတော့အမေရိကန်ကိုခမည်းကပြောရအောင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုခမအာနာလူယူပြီးတိန်းထားတာသူများနိုင်ငံကိုမပြောနဲ့ဘူးကိုယ်နိုင်ငံကလူတွေစီးပွားရေးလူမှုရေးပညာရေးအကုန်လုံးကိုခမတိုးတက်အောင်ခမလုပ်ပါအောင်ခမရဲ့အရေးချင်းရလေမြင်ငင်လှုပ်လိုက်တဲ့အချိန်မှာပို့ပြီးတော့ဘူးပေါ်သလိုပေါ်လာတယ်ပထမတစ်ခါအာနာတိန်းလိုက်တယ်ရသေးတယ်ခမတို့ဆက်ပြီးတော့အနိုင်ကျင်ပြီးအုပ်ချုပ်ထားတယ်ရသေးတယ်ပြီးခဲ့တဲ့မိုးနေ့လုံးက အညာဒေတာရော ရှမ်းပြည်မှာရောရေတွေကြီးွားတယ်ရသေးတယ်ခမားဖုံးကွယ်တာရသေးတယ်အခုမြင်းကလေးလှုပ်လိုက်တယ်ခမားဖုံးကွယ်လို့မရတော့ဘူးမလှုပ်တဲ့မလှုပ်လိုက်တာကိုလှုပ်ွားတယ်နိုင်ငံတကာကနေလှူထားတဲ့ပတ်စံတွေကိုခမားတို့ကနေပြီးတော့ကောင်းစားရေးအတွက် ခမားတို့မိသားစုအေးအေးဆေးဆေးနေဖို့ကိုလင်ရင်မြန်ကြီးဝယ်စည်းလိုက်တယ်ဗျာအဲခမားလင်မြန်ကြီးဝယ်စည်းလိုက်တာကိုဒူးချုပ်ကနေပြီးတော့မနာလို့ဖြစ်မှာဆိုလို့ ဒူးကျုပ်တနက်ပြောင်းသွားခမားဘက်ကိုလှဲ့မှာဆိုလို့ခမားကနေပြီးတော့ဘာတွေလုပ်ခဲ့လဲပြီးခဲ့တဲ့နော်ပြည်သူအစိုးရလက်ထက်မှာတဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့နေရင်နော်ကယ်လို့ရအောင်အလွယ်တကူကယ်လို့ရအောင်အလွယ်တကူသွာလာလို့ရအောင်လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည် ਨੇ တမနာကြီးရနေပြီးတော့ပြည်သူအတွက်လှင်းလင်းမြန်းမြန်းအရေးပေါ်ကယ်ဆယ်လို့ရအောင ဟက်စကီဝယ်ထားတယ်အဲ့ဟက်စကီကိုခမားကအခုတော့နာမည်ခံတာတော့စစ်တပ်ပေါ်တော့စစ်တပ်ကြီးကနေပြန်သိမ်းလိုက်တယ်ပေါ့ဒါပေမဲ့ခမားအဲ့စစ်တပ်တွေပြန်သိမ်းတာမဟုတ်ဘူးဒူးချုပ်ကိုခမားကနေပြီးတော့နာမည်ခံပြီးခမားကပေးလိုက်တာဘာဖြစ်လို့လဲဆိုတော့ဒူးချုပ်ရဲ့တနက်ပြောင်းသွားခမားပဲလှဲ့မှာဆိုလို့ဟာသူကြတော့လင်မြန်ကြီးသူမိသားစုအတွက်ဝယ်စည်းပြီးတော့ငါကြတော့ဘာမှမရှိဘူးလို့အပြုံးခံရမှာဆိုလို့ ဟက်စကီးကိုခမားကိုလက်ထိုးလိုက်တာပါလို့ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခမားเนาะခမားတို့ရဲ့ဘလို့ခေါ်မလဲအပုတ်ဒီကဘူးပေါ်သလိုပေါ်လာပြီကိုနိုင်ငံဘောပဲကိုကောင်းဆောင်အောင်ရင်လုပ်ပါသူများနိုင်ငံတော့တွားပြီးမဝေပံပါနဲ့မတိုက်ခိုက်ပါနဲ့သူများကိုလက်ညှိုးသွားမထိုးနဲ့သူများကိုလက်ညှိုးထိုးတာခမားတချောင်းနဲ့ကိုကိုကိုပြန်ထိုးနေဒီမှာ၃ချောင်းဒေါ်ပေါက်တယ်နော် ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာကိုယ်တန်တာကိုယ်နိုင်ငံရဲ့စီးပွားရေးလူမှုရေးပညာရေးအဲ့ဓာတွေကို အရင်တိုးတက်အောင်လုပ်ပါတရုတ်နဲ့ရုရှားကိုအားကိုးပြီးတော့တခင်အားရကျွန်ဘာဝရုရှားကြီးကနေပြီးတော့လက်နက်တွေနောက်ထပ်ထပ်ပေးအောင်တရုတ်တရားနေပြီးတော့ဩကိုယ်နိုင်ငံတွေမှာအခုလက်နက်တွေလာပြီးတော့ဤပညာအသိတွေနဲ့လာပြီးတော့ထုတ်လုပ်အောင်မဖားနဲ့ဖားလာလေကိုယ်နေရာပြောက်မှဆိုးလို့ ကိုနေရာကြီးပြောင်းပါဆိုလို့ကိုကနေပြီးကာဝင်နေတာနဲ့အတူတူပဲထားလိုက်ပါတော့ဓာရီကပါလေကျုံစိတ်မပြောက်သေးတာတလဲစီပေါ့ဗျာတရုတ်ကြီးကိုခမရသွားပြီးတော့ကျုံခံတယ်ရုရှားကြီးကိုခမရသွားပြီးကျုံခံတယ်ပြည်သူလူထုကိုခမရကျုံပြုတ်တယ်ခမရစင်သားကြီးခမရတို့ရေးရင်နေတယ် တိပအာကိုပစိန်မျိုး အစိုးမြင်ဝါဒီများအားတိုက်ဖြတ်ကြဆိုတဲ့စာတိုင်းကိုခမည်းတော်မိရှုဖြက်စီးလိုက်ကြတကယ်တကယ်တိပအာခိုးနေတာခမည်းတော်မှာအစ်စ်ပြည်သူတွေကတိပအာမကိုဘူးတိုက်ပွဲဝင်နေတဲ့တောင်မှကို့ချွေးနေစာနဲ့ကြည်စံလေးတဒေါန်းတက်နိုင်တက်နိုင်ဝယ်ပေးလိုက်တယ်ဒရုန်းလေးတစ်ခုတက်နိုင်တက်နိုင်ဝယ်ပေးလိုက်တယ်ကို့ချွေးနေစာနဲ့ ခမားတို့တိုက်ထုတ်နေတာလို့ပဲဒီနေရာနေကျွန်တော်ပြောချင်ပါလေခင်ဗျအဲနောက်တစ်ခုကျွန်တော်တို့ဒါဝန်သားစီရစကားတခုပြောရရင်တော့ကျွန်တော်အမှုပညာနဲ့ပတ်သက်ပြီးတော့ဗောနော်ဘာဆိုင်ဗောဘာဆိုင်ဘာဆိုင်ဘာဆိုင်ကဒီမနေ့ကနေပြီးတော့အဲကျွန်တော်ဟိုတစ်ခေါက်ကကျွန်တော်ပြောထားတဲ့အတိုင်းပဲဘန်ကောက်မြို့မှာအဲဒါအာဗာလေအဲအဲ့ဒီဟိုဒါကလပ်တစ်ခုမှာဗောနော်အဲသူတို့သွားကကြတယ်အဲသွားပြီးတော့ချင်းဆူကြတယ်ဘာဆိုင်ဆိုတာမျိုးမြမပြီးမှဆိုရင်ဟာစန်းတန်းခန့်လိုက်ရဲ့စတေချူတို့ဒူရီရလေဟာတကယ် မျက်စိတစုံကြည့်လို့မစုံအများကြီးပဲဒါတော့မှဒါစနေနေ့မို့လို့လူများတာပေါ့နော်ကြားရိုက်ကြည့်တာဆိုလူတယောက်မှရှိမှာမဟုတ်ဘူးမချက်ဘူးလားစတဲ့ခလန့်ရေမချက်ဘူးလားသူများနိုင်ငံလာပြီးတော့စတိတ်ရှိုးပွဲတွေလာလို့ဘောမဘူးအေးကိုကောင်းစားဖို့အေးမင်းကလာပြီးတော့သူများနိုင်ငံမှာလာပြီးတော့ဒါဟိုမင်းတို့အဘတွေအတွက်စီးပွားလာရှာပေးနေတာ မင်းတို့မချက်ကြဘူးလားလို့ဒီနေရာနေပြောချင်ပါတယ်ပြီးတော့လာကြည့်တဲ့လူတွေကလည်းကလတ်ဆိုတဲ့အတိုင်းပဲမင်းတို့စဉ်းစားကြည့်ပေါ့ကွာနော်မင်းတို့စဉ်းစားကြည့်ပေါ့ချက်တန်ရင်တော့လဲသေးလို့ပဲငါဒီနေရာနေငါပြောချင်ပါတယ်နောက်ထပ်တစ်ခါတော့ထက်မလာနဲ့နော်နောက်ထပ်တစ်ခါတက်မလာနဲ့ပြည်သူတွေကတောက်ချလိမ့်မယ်ပို့ပို့ဘာဖြစ်သွားပြီလဲသူ့ရဲ့မွေးနေ့ပွဲကြီးရက်ဆိုင်ပြီးတော့လုံးဝမလုပ်တော့ဘူးဒေါ်လာစင်ကူမှာလုံးမယ်ဒေါ်လာ90တရား 200ဆိုတာတနေ့လုံးမှတနေ့စားရတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဘယ်တော့လာကြည့်နိုင်ပါလဲတနေ့လုံးတာတော့မှဒေါ်လာ100မရတဲ့လူတွေအများကြီးရှိပါတယ်အခုစား90 100 200ဆိုစဉ်းစားလာကြည့်လေစီးပွားရေးလာကြရလဲကြံဖန်ပြီးလုပ်ပါเนาะအဲ့ဒီရှာတဲ့ပတ်စံတွေကိုပြည်ရဲ့ရဲဘော်တွေနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကိုထောက်ပံ့နေရင်ဒေါ်လာရေးကတော့အမြန်ဆုံးပြီးဆုံးသွားမှာထားလိုက်ပါတော့ ောက်တာနောက်တစ်ခါမလုတ်ပါနဲ့လို့ဒီနေရာလို့ပြောကြင်ပါတယ်တက်မလာနဲ့တောက်ချလိုက်မယ်ပြည်သူတွေကဟုတ်ကဲ့ပါကျွန်တော်ရဲ့စိန်သီးစပီကာတခုပြီးဆုံးတိုင်းပြီးဆုံးတိုင်းပြီးဆုံးတိုင်းမှာကြပြားလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ကျွန်တော်ဒီတစ်ခါကျွန်တော်ရဲ့စိန်သီးစပီကာမှာကျွန်တော်ပြုမဲ့ကြပြားလေးရတော့လင်းပြန်ကြီးတွေရက်ဆက်တယ် ရေးသားတဲ့ကြ བྱ ဆရာကတော့လင်းဆက်ပဲဖြစ်ပါလေကြ བྱ ဆရာလင်းဆက်ကျွန်တော်ဒီနေရာနေပြီးတော့ဆိုင်ရဲ့ကြ བྱ ကိုရွတ်ဖက်ခွင့်ပြုပါလို့ကျွန်တော်ဒီနေရာနေပြီးကျွန်တော်တောင်းခံပါတယ်ကြ བྱ လေးရဲ့အမိကလေရင်မြန်ကြီးတွေရက်ဆက်တယ်ဒုက္ခကိုနှစ်ကပ်ခိမ့်တင်ပြီးတောကတွေထပ်ပေါင်းထားတဲ့နိုင်ငံကြီးမှာပဲတာတာပညာတတ်ကြီးဖြစ်ချင်ခဲ့တာပါ မိ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 လိမ့်ပေးလိုက်တဲ့တဏ္ဍာရီအပေါ်ဘုံစဘုံနာတွေနေရာယူသွားတာတော့ခွတ်လို့ပါမိမိတတလွယ်အီထဲအသက်အပူလေးများထဲ့လွယ်သွားလို့ရရင်လေနေ့လေထမင်းစားချိန်မှာတတမိမိစီကိုပြန်လာခဲ့မှာပေါ့အခုတော့မိမိရဲ့တတရေးနေတဲ့ခဲတံကို ကပ်ပိုင်းကျိုးသွားအောင်လေရင်ပြန်ကြီးတွေကအနိုင်ကျင့်နေတတရင်းနေတဲ့စရရဲ့ကလေးတွေကိုလည်းလေရင်ပြန်ကြီးတွေကစုတ်ဖဲပစ်တယ်။အုံးဆိုတဲ့အတန်လေးပဲကြားလိုက်ရတယ်။တတဘာကိုမှမမြင်ရတော့ဘူး။တတကလေတတဖြေခဲ့ရတဲ့စမွေးဝဲအကြောင်းမိမိကို ပြောပြခြင်းသေးတာအကိုကြီးအမကြီးတွေစာမွေးပွဲဘလို့ဖြည်တယ်ဆိုတဲ့အကြောင်းနဲ့မေမေကိုတဝါကြီးပြောပြခြင်းသေးတာမေမေကပြောတယ်သူတမအသက်ကိုတိုက်ရင်ငရဲကြီးတတ်တယ်တဲ့ဒါဆိုတတတော်ကိုလာတတ်တဲ့လေရင်ပြန်ကြီးတွေလည်းငရဲကြီးမှာပုံတော့မေမေရဲ့တတတော်မှာဘာအပြစ်တွေများ ရှိခဲ့လို့လဲ ဝါလုံးလေးတွေဝိုင်းအောင်ရေးကျင်နေတာကကြီးခါဝေးလေးတွေရေးလို့သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကစားကျင်တာအဲ့ဓာတွေကအပြစ်တွေများဖြစ်ခဲ့ရတာလားမိမိရဲ့အခုတော့တာတာရဲ့မျက်လုံးထဲမှာဘုံကျဲခံရတဲ့တာတာတို့စာတင်ကြောင်းလေးကအဆက်မပြတ်တိုးဝင်နေတယ် တော်တော်မကြည့်နိုင်လို့ကြောခိုင်းထားလိုက်ရတယ်မိမိတော်တော်ကမိမိလျှော်ပေးတဲ့အဖြူအင်ကြီးလေးကိုပြကြံသွားအောင်ဆော့တာမဟုတ်ပါဘူးလေးမြန်ကြီးလာသွားပြီးတဲ့နောက်တော်တော်အဖြူအင်ကြီးလေးအယောင်နေပြေးသွားရတာပါစာတင်ငန်းအပြင်ကတော်တော်လွယ်အေးလေးလေးဖုန်တွေအများကြီးပြေးသွားခဲ့ပြီ တာအသက်ကလေးလဲဘုံစဘုံနာတွေအမှန်သွားခဲ့ရပြီမိမိရဲ့လေမြန်ကြီးကတိတ်ရက်စက်တယ်တတနဲ့မိမိကိုခွဲပစ်တယ်တတနဲ့သူငယ်ချင်းတွေကိုလည်းခွဲပစ်တယ်နေ့လေကြရင်ဘောလုံးကံမှုသူငယ်ချင်းတွေနဲ့တတပြောထားတာကိုအခုတော့လေရင်ပြန်ကြီးတွေရက်စက်လို့ဘောလုံးလဲ မကန်နိုင်တော့ပါဘူးမိမိရဲ့တာတာပြန်လာရင်စားဖို့ချက်ထားတဲ့မိမိဟင်းတွေတာတာပြန်လာတာကိုစောင့်နေရင်အေးကုန်လိမ့်မယ်မိမိရဲ့တာတာကိုမစောင့်နဲ့တော့နော်တာတာအိမ်ပြန်လာနိုင်ရင်တော့လင်းရင်မြန်ကြီးတွေတိတ်ရက်ဆက်တဲ့အကြောင်းမိမိကိုတိုင်ပြောမယ်တာတာလက်ရည်လေးတချမ်းစောင်းသွားရတာလင်းရင်မြန်ကြီးတွေကြောင့်လို့မိမိကို တိုင်ပြောခြင်းနဲ့လင်းမြန်ကြီးတွေရက်ဆက်ပြီးတဲ့နောက်ဒီနေ့ကစတတအားလုံးကိုနှုတ်ဆက်ခဲ့ပါလေဖဖရဲ့မိမရဲ့တတရဲ့တနေ့နေ့တစ်ချိန်ချိန်တနေရာရာမှာတော့အတိအချာပြန်ဆုံနိုင်မှာပါအခုတော့ဟိုးအဝေးကြီးကစာတင်ချောင်းလေးမှာတတလရေလေးဝိုင်းဆက်အောင်စူးစမ်းလိုက်ပါဦးမယ် မိမိရဲ့အပြာစီဟာလင်းဆက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာဝေး